လူတယောက်ကိုကိုချစ်တယ်လို့စိတ်အထဲမှာခံစားလို့ရှိရင်အာကိုကိုကိုထက်ကိုပိုချစ်တာရှင်ပတ်စံနာတေးအောင်ရှာအချိန်တန်လို့ရှိရင်ကိုကြိုက်တဲ့မိမကိုကြိုက်တဲ့ယောက်ျားကိုခေါင်းခေါက်ယူလို့ရတယ်โอเคတချို့တော့သူတွေကအဲ့လိုရှိတယ်အာပတ်စံမရှိလို့ရှိရင်အအချစ်ဆိုတာမရှိဘူးเนาะကိုပိနာမှာဘသူမှဆိုတာမရှိတော့ဘူးอืมမန်ကောင်းမှန်ပါတယ်ဒါပေမဲ့တခုပြောချင်တာကအာပတ်စံမရှိရင်တော့မြစ်တာ စစ်မှန်လို့ရှိရင်ကိုယ်ဘေးနားမှာတရားမှုတယောက်ကရှိကိုရှိရတော့နော်အဲတခုပြောချင်တယ်အဲ့တော့ပတ်စံရှိလို့ရှိရင်ကြိုက်တဲ့လူကြိုက်တဲ့မိတ်ဆွေတွေကိုပေါင်းတင်လို့ရတယ်ဆိုပြီးမဲ့လဲသူတို့စီကရလာမဲ့အရာကကိုပတ်စံရှိလို့ပဲဟုတ်တယ်အစစ်မှန်နဲ့ချက်ချင်းမြတ်တာစစ်မှန်တော့အာမိတ်ဆွေအစစ်စစ်မှန်တော့ အချစ်ဆိုတာကကိုတတ်တတ်လုံးမရအောင်အပေါ်ရန်နေနဲ့ပဲပြီးသွားမှာเนาะအချိန်တန်လို့ရှိရင်ကိုပတ်ဆက်မရှိတဲ့နေ့ဒီလူတွေကထွက်သွားမယ်ဆိုတဲ့အရာပေါ့เนาะအဲ့တော့အာပတ်ဆက်မရှိရင်တော့မှမေတ္တာစစ်ခဲ့လို့ရှိရင်ပတ်ဆက်ကအလိုလိုရှိလာနိုင်တယ်เนาะအတူတူရှာလို့ရှိရင်လေမေတ္တာကစစ်ဖို့အရေးကြီးတယ်တချို့တော့သူတွေကချစ်တာရဲ့အနောက်မှာ အကော်လောအဲ့ရဘွားကိစ္စနဲ့တွဲပြီးတော့မြင်နေချက်တာပြီးလို့ရှင်ဒီအဲ့ရဘွားကိစ္စကိုလောက်ဆောင်မယ်ဒီနှစ်ချက်ကိုပဲအများဆုံးအဖြစ်မြင်ကြတယ်တကယ်ချက်တာရဲ့အနောက်မှာလေးနှမှုကပါလဲဆိုတော့လူတယောက်ကိုကိုချစ်ပြီးလို့သတ်မှတ်တယ်ဒီလူတယောက်ကိုကိုချစ်တယ်လို့စိတ်အထင်းမှာခံစားလို့ရှင်အာကိုကိုကိုထက်ကိုပိုချစ်တာရှင်ကိုကိုချက်ပိုဘာလို့ပိုချစ်လဲဆိုတော့ခုနပြောသလိုချစ်တာရဲ့အနောက်မှာဆိုရင်မြင့်တာတရားတနာစာနာမှုနော်ကိုချင်းစာတရား ောက်တစ်ခုကပါလဲဦးစားပေးတမ်းမှုအဲ့လေးခုရှိခဲ့လို့ရှင်ဒီချစ်ချင်းမေတ္တာကအရာရာကိုဖြတ်တန်းနိုင်တယ်ပတ်သက်မရှိရင်လည်းရှင်းအောင်လှုပ်လာနိုင်တယ်เนาะအဲ့တော့လူတဦးနဲ့တဦးချစ်တဲ့အနောက်မှာလေးတယောက်နဲ့တယောက်ဦးစားပေးတနာညာတာမှုစာနာထောက်ထားမှုမေတ္တာထားမှုရှိခဲ့လို့ရှင်ဖောက်ပြန်မှုဆိုတာလည်းလုံးဝမရှိဘူးလို့ပြောရတယ်အဲ့တော့အဲကိုယ့်တစ်ပတ်ကိုကြည့်ပြီး တဦးတယောက်ရဲ့ပင်ပန်းမှုကိုမဆာနာတတ်လို့ရှင်တဦးတယောက်ရဲ့ခက်ခဲမှုကိုမဖေးမတတ်လို့ရှင်ကိုကိုကိုပဲဦးစားပေးပြီးကိုချစ်တဲ့လူကိုဦးစားပေးမှုရှိခဲ့လို့ရှင်စစ်မှန်တဲ့မေတ္တာတရားဆိုရပဲတော့အခါမှာရမှာမဟုတ်ဘူးအဲ့တော့ ပတ်စံဆိုတာအချစ်မဟုတ်တယ်လို့အချစ်ကလည်းပတ်စံမဟုတ်ဘူးပတ်စံရှိလို့ရှိရင်ကြိုက်တဲ့အချစ်ကိုဝယ်လို့ရတယ်ဒါပေမဲ့အစ်စ်တော့မရဘူးအတုပဲရမယ်အဲ့တော့ပတ်စံကအဓိကအထဲမှာတော့ပါပေမဲ့လေစစ်မှန်တဲ့ချစ်ချင်းမြတ်တာတရားကိုတကယ်လိုအပ်တယ်အမှန်လိုချင်တယ်ဆိုရင်တော့ ကိုကိုရိုင်အဲ့ဒီလူတဦးတယောက်ကိုချစ်တဲ့အပေါ်မှာမြင့်တာထားမှုတနာဆာနာမှုပင်ပန်းမှုကိုအတူတူမျှဝေခံစားမှုဦးစားပေးတတ်မှုရှိခဲ့လို့ရှင်ပဲသူနဲ့မဆိုရင်မြဲတယ်လို့ပြောချင်တယ်နော်အဲ့တော့အာချစ်ပဲချစ်တာကချစ်တာမဟုတ်ဘူးချစ်တာရဲ့အနောက်မှာအဲ့လေးချက်ကလေးပါလို့ရှိရင်ဖောက်ပြားမှုဆိုတော့တယောက်နဲ့တယောက်လုံးဝမရှိဘူးလို့ပြောချင်ပါတယ်ရှင်